ပရိသတ်တွေစောင့်နေကြတဲ့ကြောစွာဝင်းရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပရိသတ်တို့အနေနဲ့ဒါ3လနီးပါးလောက်စောင့်ခဲ့ရတဲ့ကြောစွာဝင်းရဲ့ထိုးပွဲကြီးကိုဘယ်မှာကြည့်ရမလဲဘယ်နှနာရီမှာလာမလဲဆိုတော့အဆရှိသဖြင့်အကြောင်းစုံကိုကျွန်တော်အနေနဲ့ဒါပရိသတ်တွေကိုအေးပေါ်ပြန်လဲတင်ဆက်ပြီးခြင်းနဲ့ကြောစွာဝင်းကတော့ဝမ်ချန်ပီယံရှစ်မှာပွဲဦးထွက်မယ်လို့ကျွန်တော်ကြားထားပေမဲ့လည်းအကြောင်းမျိုးကြောင့်ပေါ့လေဒါပွဲဦးထွက်ခွင့်မရခဲ့ဘဲ2026တလပိုင်း2လပိုင်းလောက်မှသာလျှင် ဒါကြောင့်ဆောင်ဝင်းရဲ့1ပွဲဥထောက်ကချိရမှာဖြစ်ပြီးတော့လောဆယ်မှာတော့ Lumini Super Fight မှာဒါ Thai Fighter နဲ့ပေါ့ဗျာဒါထိုးသက်ရမှာဖြစ်တယ်မနေ့ပြန်မှာတော့ဒါ Lumini Super Fight မှာဒါမြန်မာ Fighter 3ယောက်လောက်ထိပါဝင်မှာဖြစ်တယ်ပေါ့လीဆိုတော့ကြောင်ဆောင်ဝင်းကတော့ဒါတော်တော်လေးကိုဘယ်လိုပြောမလဲဒီပွဲအတွက်စစ်ဝင်စားအခမ်းအနားဆုံး Fighter တယောက်ဖြစ်နေရေပေါ့ဒီကနေ့မှာဆိုရင်ဒါ Lumini Queen ဝိတ်ချိန်မှုမှာဒါကြောင်ဆောင်ဝင်းတို့ပါလာခဲ့တာဖြစ်ပြီးတော့တတ်မှတ်ဝိတ်အတွင်းချောချောချူချူပဲကြောင်ဆောင်ဝင်းကဝင်အောင်လုပ်နိုင်ခဲ့တယ် နေ့ပြန်မှာပွဲထိုးယုံမဲ့ချမ်းပါတော့တယ်စရိတ်ကကြောင့်ကျော်စွာဦးရဲ့ပွဲကိုဘယ်မှာချိရမလဲ ဒါကျွန်တော်တို့ Facebook မှာသွားကြည့်လို့ရပါတယ်။ Lubini Muay Thai ဆိုတဲ့ page မှာကျွန်တော်ဒီဗီဒီယိုမှာပုံပြထားပါတယ်။ Lubini Muay Thai page မှာကျွန်တော်နေနဲ့သွားရောက်ကြည့်ရှုလို့ရပါတယ်။ဒါထိုင်းစံတော်ချိန်6နာရီမှာအထုံးမှာဆိုတော့ကျွန်တော်မှာ6နာရီ6နာရီခွဲလောက်မှာမြန်မာနိုင်ငံကနေကြည့်လို့ရမယ်ဆိုတော့နောက်ပရိသတ်တွေစောစောဝင်းရဲ့ပွဲကိုအရင်လွမ်းနေကြရစ်။เนาะကျော်ကြီးပရိသတ်တွေကအများကြီးပဲပြမြန်မာနိုင်ငံမှာဟုတ်တယ်မလား။ကိုယ့်ရဲ့ idol ရဲ့ပွဲကိုကျွန်တော်တို့ဒါ ခြေလို့ရရပေါ့နော် UG မှာလည်း lift frame ပါမယ်ဆိုတော့ဟိုပြိတ္တတွေဝင်ရောက်ကြည့်ရှုလို့ရပါတယ်ကျော်စော်ဝင်းကတော့ Dodge Master Feather Stone နဲ့ဒါ legend ပြင်ဆင်မှုတွေလုပ်နေနေမှာဒါ Feather Stone က fighter တွေတော်တော်များများကကျော်စော်ဝင်းကိုဒါတက်တော်ရိုက်ဖို့ဓာတ်ပုံရိုက်ဖို့ကြီးပဲအသုံးပြုနေတာဖြစ်တဲ့အတွက်ခဏခဏနော်ခေါ်ရိုက်နေတာဖြစ်တဲ့အတွက်ဒါဟို legend match တွေလေးဟင်းနေတာဟိုသူ့အတွက်တော်တော်လေးကိုလေးဟင်းသွားတာဖြစ်တဲ့အတွက်ပြိတ္တတွေကတော့ဒါကျော်စော်ဝင်းနေနဲ့ ခုလိုမျိုးတက်တော့ဗီဒီယိုတွေကြီးပြရိုက်နေဖြစ်တဲ့အတွက်တခုเนาะကျွန်တော်တို့ဒီဒီအောင်မြင်မှုနောက်နေစီမှာစိုးရင်ချရပေါ့เนาะဘာဖြစ်ပါမနေ့ပြန်ကြော်စုံဝင်နိုင်မလို့ပြောရုံကြီးတယ်မနေ့ပြန်မှာသူဘယ်လောက်တိုးတက်နေပြီလဲဆိုတာကိုကျွန်တော်နေနေမြင်တွေ့ရမှာပါ